မြန်မာရေကိုအဓိကထားပြီးတော့ဆွေးနွေးမယ်။အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာစတင်ကျင်းပနေပြီပဲဖြစ်ပါတယ်။ဒီကနေ့မေလ26ရက်နေ့ကနေစတင်တဲ့နှစ်ရက်အကြာကျင်းပမယ့်အစည်းအဝေးမှာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေအသီးသီးတက်ရောက်ခဲ့ပေမယ့် အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုင်းနာခြင်းမရှိခဲ့တဲ့စစ်ကောင်စီကောင်ဆောင်မင်းအောင်လှိုင်းကတော့တရားခွင့်မရရှိခဲ့ပဲသူ့ရဲ့နိုင်ငံသား၏အမြင့်တဲ့အတွင်းဝင်မဲ့တရားခွင့်ရရှိခဲ့ပါတယ်။လက်ရှိကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာရေးအပြင်တောင်တရုတ်ပင်လယ်ရေးနဲ့အမေရိကန်ရဲ့သွင်းကုန်စီးကျက်ခွန်နေတိုးမြင့်ကောက်ခံတဲ့ကိစ္စတွေအဓိကထားပြီးဆွေးနွေးသွားမယ်လို့အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောကြားထားပါတယ်။ အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာအေဘီလ18ရက်နေ့မှာစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအေဘီလ18ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့လည်းတွေ့ဆုံဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ပူပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ချက်ဖြစ်တဲ့မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့သက်ဆိုင်ရာအစုအဖွဲ့တွေကြားတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ မြန်မာအရေးကြောင်းဝင်ဖြည့်ရှင်ရေးအတွက်အာဆီယံအထူးကိုယ်စားလှယ်ခံဖို့အာဆီယံကမြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့နဲ့မြန်မာအရေးဖြည့်ရှင်နိုင်ရေးအတွက်အာဆီယံအထူးကိုယ်စားလှယ်ဟာဒေါန်ဆန်းစုကြည်အပါအဝင်သက်ဆိုင်သူတွေနဲ့တွေ့ဆုံမှုအချက်အလက်တွေကိုစစ်ကောင်စောင့်မင်းအောင်လှိုင်ကဒီကနေ့အချိန်ထိလိုက်နာဆောင်ရွက်တာမရှိသေးပါဘူး အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရည်တည်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။ကျမနည်းနည်းပါ